ရင်တော့လက်ဖက်ဆိုင်မှာကျွန်တော်အလွတ်လွတ်ဖူးတယ်လက်ဖက်ဆိုင်ပန်ရှင်နဲ့ကျွန်တော်အရန်ချစ်တယ်။နားကြောင့်နားရဲ့ပန်ရှင်နားရဲ့တထေးလဲအောင်မြင်ရမယ်ဆိုတဲ့စိတ်ဆိုလူငယ်တော်တော်များများကငါတို့တလ9000 8000 9000ပေးတယ်။ Okay သူနဲ့တန်တာပဲငါတို့လုပ်မယ်ငါတို့တော်ပြီကွာငါတို့တလောက်ပဲလုပ်ပေးနိုင်မယ်ဆိုတဲ့စိတ်နဲ့ပဲလုပ်မယ်ဆိုလို့ရှိရင်တေးကြမင်းဘယ်တော့မှအောင်မြင်မှာမဟုတ်ဘူး။လူငယ်တော်အဓိကဘာပြောချင်လဲဆိုတော့ကိုယ့်ရဲ့စူးစမ်းမှုမှာစာလောင်မှုပါဖို့အရင်အရေးကြီးတယ်။ ခုလက်တလောကတော့ကျွန်တော်ကဒီစားတော့ဆိုင်ပဲပေါ့နော်တလပေါ်စားတော့ဆိုင်ရဲ့ပြီးတော့ cranking မူကထဘားလေးတခုကျွန်တော်ဒီမဲဆောက်မှာကျွန်တော်လှုပ်ထားတယ်ပြီးတော့ကျွန်တော်အဲတချင်းလေးတွေတော့ကျွန်တော်ကိုယ်တိုင်မဆူဖြစ်ပေမဲ့အဲကလေးတွေကိုကျွန်တော်လှုပ်ထားပေးတာလေးတွေအဲရှိတယ်ပြီးလို့ရှိ hollow ဒီလေးပေါ့နည်းနည်းပါပါဟုတ်ဒါကျွန်တော်ရဲ့ဟိုဝါသနာပဲလीနော်ဆိုတော့ခုနကကျွန်တော်အများအားဖြစ်တယ်အဲတချင်းကကျွန်တော် job တခုနေနဲ့ကျွန်တော်မလှုပ်ဘူး တကယ်ဝါသနာပါလို့လောက်တာဒါပြီးတော့ဖရားပေးတဲ့လက်ဆောင်အနေနဲ့ဖရားပေးတဲ့ဆုကျေးဇူးကကျွန်တော်အတန်ဖြစ်နေတာဆိုတော့ကျွန်တော်လှုပ်ဖြစ်တယ်ဆိုတော့တစ်ဖက်တစ်လမ်းကလည်းဒါတနေ့တစ်ချိန်ကျကျွန်တော်တကယ်ဒီစားတော့ဆိုင်နဲ့စီးပွားရေးအကြီးကြီးလှုပ်ဖို့ရှိတယ်ပေါ့နော်အဲ့လိုမျိုးဟိုကြွတင်ပြီးတော့စီစဉ်ထားတာကြွတင်စဉ်းစားထားရှိတော့ဒါစပြီးတော့မှကျွန်တော်တို့အအစားပြုတဲ့သဘောလေးပေါ့ဟုတ်ကျွန်တော်တို့ကအမှန်တမ်းပြောငငယ်လေးတည်းကအမကျွန်တော်မိဘတွေကလဲလုတ်တယ်လဲလုတ်တဲ့အခါမှာ အဲကျွန်တော်တို့စပားတွေပဲဆက်ပြီးတဲ့အခါမှာဆိုလို့ရှိရင်၂လ၃လလောက်ကျွန်တော်တို့နားတဲ့အချိန်ဆိုလို့ရှိရင်ကျွန်တော်လက်ဖိတ်ဆိုင်မှာဆိုလို့ရှိရင်ပညာအရင်ရချင်တော့လက်ဖိတ်ဆိုင်မှာကျွန်တော်အလုပ်လုပ်ဖြစ်တယ်အဲ့ဒီမှာတဲ့တနင်္လာချက်ထားတယ်ဩငါတနင်္လာကျလို့ရှိရင်စိုင်းပန်ရှင်ဖြစ်အောင်ကြိုးစားမယ်ပြီးတော့လည်းပဲဒါကောင်းတဲ့အလုပ်ဖက်လေးနော်ဒီအစားအသောက်ဆိုတာကအာသူများစားရင်သူများဟိုဆာလောင်နေသူစားဗိုက်ပြည့်တယ်အပြီးလို့ရှိရင်ကုသိုလ်ဟိုလှုပ်ရှင်နေဆိုလို့ရှိရင်ဒါဟိုစားသောက်ဆိုင်ဖွင့်ဆိုတော့ ဟိုကစကပုံလက်ရှိရလေနော်ဆိုတော့အဲ့ဒါလေးအဲ့ဒါကြောင့်လှုပ်ဖြစ်တာပြောစရာကောင်းတဲ့အလုပ်လေးတစ်ခုပါဟုတ်ကဲ့ဝါသနာလည်းဟိုဝါသနာလည်းအရင်ခံပြီးလှုပ်တဲ့အလုပ်လည်းဟုတ်တယ်လို့ပြောစရာလည်းကောင်းတယ်ပေါ့ဟုတ်တယ်ပေါ့ချစ်မိုင်ပေါ့နော်တယ်ပေါ့ချစ်မိုင်ဆိုင်လေးဖြစ်တယ်ဆိုတော့ကျွန်တော်ဒါလေးဖွင့်ထားတာတော့ဒါတနစ်နီးပါးလောက်ရှိပြီလူငယ်တော့အဓိကဘာပြောချင်လဲဆိုတော့ကိုယ့်ရဲ့စ조사မှုမှာစာလောင်မှုပါဖို့အရင်အရေးကြီးတယ်ဆိုတော့ကျွန်တော်ကအရင်တော့ကလက်ဖက်ရည်ဆိုင်မှာကျွန်တော်အလုပ်လုပ်ဖူးတယ် လက်ဖက်ဆိုင်ပန်ရှင်နဲ့ကျွန်တော်အရင်ချစ်တယ်လာစားတောက်တဲ့ customer တွေဆိုကျွန်တော်အရင်ချစ်တယ်ဘာကြောင့်လဲဆိုတော့ခုနစားလောင်မှုနဲ့ငါကြောင့်ငါရဲ့ပန်ရှင်ငါရဲ့တထေးလဲအောင်မြင်ရမယ်ဆိုတဲ့စိတ်ဆိုလူငယ်တော်တော်များများကငါတို့အဲ့က daily jade ဒီမှာဆိုလို့ရှိရင်300ဆိုပါစို့ငါတို့တစ်လ9000 8000 9000ပေးတယ်โอเคသူနဲ့တန်တာပဲငါတို့လုပ်မယ်ငါတို့တော်ပြီကွာ ငါတို့တော့ပဲလှုပ်ပေးနိုင်မယ်ဆိုရဲစိတ်နဲ့ပဲလှုပ်မယ်ဆိုလို့ရှိရင်တေချာမင်းဘယ်တော့မှအောင်မြင်မှာမဟုတ်ဘူးမင်းအမြဲတမ်းပဲသူများရဲ့ချိန်မှာသူများရဲ့ဝန်ထမ်းဖြစ်နေမှာပဲဆိုတော့ကျွန်တော်တို့ကအဲ့လိုစိတ်မထားဘူးโอเคငါတနေ့ကျရင်ငါပန်ရှင်ပြောင်းငါစူးစမ်းမယ်ကိုယ့်လက်ထက်မှာဘာမှမရှိဘူးဒါပြဿနာမရှိဘူးအိမ်မက်ဆိုတာမက်လို့ရတယ်စိတ်ကူးဆိုတာစိတ်ကူးလေအဲ့စိတ်ကူးအကောင့်ထဲပေါ်ဖို့အိမ်မက်ဆိုအကောင့်ထဲပေါ်ဖို့ပဲကိုယ့်မှာစားလောင်ဆိုတာစူးစမ်းဖို့အရေးကြီးတယ်ဟုတ်ကျွန်တော်အဲ့ဒီစိတ်နဲ့ကျွန်တော်အင်းလက်ဖက်တိုင်မှာလုတ်တယ်ပြီးလို့ရှိရင်ကျွန်တော်စိုက်ထီးရိုးတောင်ပေါ်တက်တယ်ဆို အဲ့လမ်းမှာရှိတယ်အဲ့ဟိုတယ်မှာလည်းကျွန်တော် garden cleaning ကအစကျွန်တော်စလုပ်တယ်အပြီးတော့ dining အပြီး housekeeping ဆိုပန်းရှင်နာကိုရီကိုချက်တဲ့အခါမှာအဲတစင်တစင်သူကယာရူတိုးပေးတယ်ဆိုတော့ဘာပြောကွာရှိနေတဲ့အရာမှာအကောင်းဆုံးလှုပ်ဆောင်ဖို့ပဲပညာယူတတ်ဖို့ပဲဆိုတော့ကျွန်တော်စီမံလာလုပ်တဲ့အာကျွန်တော်ဆိုလို့ရှိရင်အခုဝန်ထမ်းတွေတော်တော်များများရှိလာပြီ cranking အခုနဒီဒီတာလပေါ်နဲ့ဆိုတော့ကျွန်တော်ဝန်ထမ်းအာ တရာနီးပါးရှိပြီအခုဆိုလို့ရှိရင်မြဝတီမှာလည်း SKB ဘားဆိုပြီးတော့မှကျွန်တော်ထပ်ပြီးအစ်တစ်ခုထပ်လုပ်တယ်အဲကျွန်တော်ကကျွန်တော်ပြောချင်တာကကျွန်တော်ပို့လို့ရှန်လို့ပေါ်လို့ကျွန်တော်လောက်တာမဟုတ်ဘူးကျွန်တော်မှ dream ရှိတယ်ကျွန်တော်ရဲ့အိမ်မက်ထဲမှာပါလာတဲ့ကျွန်တော်ရဲ့လူငယ်လေးတွေလည်းကျွန်တော်အမြဲတမ်း motivate တယ်မင်းတို့တနေ့ကျပန်ရှင်ဖြစ်အောင်လုပ်နော်ဆိုတော့ဒီချိန်မှာတော်တော်များများလူငယ်တွေကကိုရီစီမှာအလုံးမရှိကြလို့လာပြီးတော့မှ အလုတ်လာကန်းလန်းလို့ကျွန်တော်အလုတ်ပေးတာတွေပါတယ်အမိတကွဲဖတကွဲနဲ့လာရတဲ့လူတွေများတယ်များတဲ့အခါမှာမင်းတို့ခဏတစ်ဖက်ငါစီမှာလာလုံမယ်ဆိုလို့ရှိရင်တော့ခဏတစ်ဖက်ဝက်လာပြီးတော့မှအဆင်ပြေမင်းတို့ပြန်သွားမယ်ဆိုရဲစိတ်နဲ့ဆိုရင်တော့လာမလုံနဲ့မင်းတို့လှုပ်တဲ့အလုတ်ပေါ်မှာမင်းတို့ serious ထားပြီးလုံပညာရအောင်ယူဒီတလာဘောဆိုင်ကဒီ current king ဆိုင်ကဒီ skb ဆိုင်ကမင်းတို့ထွက်သွားတဲ့အခါမှာမင်းတို့ကြိုက်တဲ့နေရာမှာတော့မင်းတို့ဆရာကြီးဖြစ်နေရမယ်ပညာတစ်ခုရရမယ်ဆိုရဲကလေးတို့ကျွန်တော် motivate ပေးတယ် အဲဆိုတော့ကျွန်တော်ကျွန်တော်ဘာလို့လို့ကျွန်တော်သူတစ်ပါးပေါ်မှာ ကျွန်တော်စိတ်ရုပ်စိတ်ညံ့ကျွန်တော်မထားဘူးလာကျွန်တော်လည်းလာလက်တွဲတဲ့ကလေးတွေပညာတစ်ခုရရမယ်ပြီးတော့သူတို့ဒီကနေထွက်တဲ့အခါမှာလဲသူတို့ဘယ်လိုပြောမလဲအခုနောက်ကျွန်တော်ပြောအရင်နေ့ရှိရင်စိုင်းတဆိုင်ထောင်နိုင်တဲ့အခြေချင်းရှိကိုရှိရမယ်အဲ့ဒီစိတ်နဲ့ပဲကျွန်တော်အလုပ်လုပ်တယ်ဟုတ်ဘာလို့ကျွန်တော်ဒီမှာစလာတဲ့အခါမှာကျွန်တော်ဆိုလို့ရှိရင်ကောင်းကောင်းလို့တွဲမြင်လို့ရှိရင် SP coffee ဟဲ့ကျွန်တော်ဆို coffee တခုရဲ့ brand ambassador အနေနဲ့ကျွန်တော်စပြီးတော့မှဒီမှာစအခြေချခွင့်ရတယ်ပေါ့နော်ဒါလည်းခုနပြောလို့ပဲကျွန်တော်တို့ကစိတ်ကောင်းထားတဲ့အခါမှာဘယ်နေရာမှမဆိုမိတ်ဆွေကောင်းရတယ်ခုနအဲ့ဒီ brand ambassador လည်းပဲအဲ့ဒီ brand ambassador လည်းကျွန်တော်ယုံကြည်စွာပေးအပ်တာကောင်းရင်ဒီ coffee လေးတော့မင်းလက်ထက်အပ်ပြီအမင်းကြိုက်လို့ကြော်ညာမင်းကြိုက်လို့လောက်ဟောပြီးတော့ဒီ coffee လေးကလည်းသူကလည်းဟိုလူကိုချမ်းချင်းပေးနိုင်တဲ့ coffee ဖြစ်တဲ့အတွက်အဲကောင်းကောင်းကြိုက်လို့လောက်ဆိုပြီးတော့မှလည်းဒါ မိတ်ဆွေကောင်းတွေရဲ့လုံးဝအနင်းနဲ့အနင်းနဲ့ခံရတယ်ပေါ့နော်ဆိုတော့အဲ့မှာကတည်းကကျွန်တော်မျိုးသမီးကအဲ့မှာလည်းကျွန်တော်ကိုရီးဒါကတော့ဒီလို schedule time schedule ပေါ့ဒါလည်းဒီလိုဒီလိုဒီလိုလေးလောက်ပါဆိုပြီးတော့မှသူကကျွန်တော် guideline တွေပေးတယ်ဆိုတော့သူ guideline ပေးခြင်းအပြင်လည်းကျွန်တော်အခြားအလုပ်အခြားအလုပ်အသစ်အသစ်တွေလည်းကျွန်တော်လှုပ်ဆောင်နိုင်တာပေါ့ဟုတ်အဓိကတော့သူစရင်တိုင်းနေအာလာကုန်တော့မြို့သမီးအတိအတိုင်းစရင်ပိုင်းမှာမငွေသိမ်းတော့ဆိုတော့ကျွန်တော် အတွက်ကသူတော်တော်အထောက်အကူဖြစ်ပါတယ်။ဘာလို့ဆိုတော့ခုနအဓိကကကျွန်တော်ကလုံနိုင်တယ်ဒါပေမဲ့စီးရင်မှကျွန်တော်မကျွမ်းကျင်ဒါကျွန်တော်မန်တိုင်းပြောတာ။ဆိုစီးရင်မှမကျွမ်းကျင်တဲ့အခါမှာအမနဲ့ပေါင်းပြီးသူစီးရင်နေသူစီစဉ်ပေးတယ်။နောက်တစ်ခုကတော့အဓိကကတော့ကျွန်တော်ဒီတစ်ဖက်နိုင်ငံမှာကျွန်တော်လာနေတဲ့အခါမှာကျွန်တော်ကလည်းခလေးရှိတော့သူကခလေးပိုင်းကိုတာဝန်ယူရတဲ့အခါမှာအချိန်ကုန်သွားတယ်ပေါ့နော်။ဘာပြောပြောကျွန်တော်ဇနီးတယ်လဲကျွန်တော်တော်တော်အထောက်အကူဖြစ်ပါတယ်ဟုတ်။